ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဟန်ဆိုင်စေမန်ရေးသားသောအကင်းကြွေဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာအကင်းကြွေကောင်းကင်တခွင်မှာမိုးရိပ်မိုးငွေ့တွေတန်းနေသည်လေပြေအေးအေးလေးတိုက်ခတ်နေရမှတဖြည်းဖြည်းပြင်းထန်လာသည်စေကန်းအရှိတရက်ပင်မှတရက်ကင်းကလေးများက လေအဝတ်တွင်မြေပြင်ပေါ်သို့တဖြုတ်ဖြုတ်ကြွေကြလာသည် မကြမီမိုးတဲခံစွာရွာတော့မြည်ထင်သည်ဒီနေ့တော့လူနာလာတော့မယ်မထင်ဘူးလေပြင်းတိုက်ခတ်မှုကြောင့်ရိမ့်ထိုးနေသည့်တရက်ပင်ကိုကြည့်ကကျွန်တော်ရေရွက်လိုက်သည်ဆရာဝန်ဘွဲ့နှင့်စေကုတကွန့်လိုင်စင်ရပြီးအစိုးရအလုံးမရခင်မိမိဇာတိဖြစ်သောကြောက်စဲမျိုးနယ်အင်းအောင်ရွာ၌ပင်စေကန်းဖွင့်ပြခဲ့သည်ဒီနေ့နေ့ဆိုစေကန်းဖွင့်တာ6လပြည့်တော်မူ လေပြင်းတိုက်ခတ်နေ၍လူနာမလာလောက်တော်ဟုတွေးနေချိန်တွင် ကျွန်တော်စေကန်းအရှိတုနွားလဲတစည်းလာရက်သည်နွားလဲမောင်းလာသည့်အဝဲအစားခန်းနွမ်းနွမ်းဝက်ထားသောပိန်ကက်ကက်လူကြီးသည်နွားလဲရက်ပြီးကလေးငယ်တဦးကို စေကန်းထဲပို့ချီလာသည် သူတို့အနောက်တွင်အမျိုးသမီးတဦးကဆင်းမှတ်တမ်းဟု ယူဆရသော စာအုပ်များဓာတ်မှန်များကိုကန်ဆောင်ကလိုက်ပါလာသည်ကျွန်တော်ကိုတွေ့တွေ့ချင်းဆရာတားလေးကိုကယ်ပါဦးဗျာ ကျမသားလေးကိုကယ်ပါအောင်ရှင်။စကားပြိုင်လိုပြောပြီးစိတ်မှတ်တမ်းတွေထိုးပေးသည်။ဘာဖြစ်လို့လဲမသိဘူး။ကလေးကိုကရင်မော်လှဲခိုင်းလိုက်ပါ။ကလေးယောဂါကလက်အိတ်ရင်ပုံမောလို့လက်ခိုင်းအိတ်လို့မရဘူးဆရာ။ကလေးအမေကမဝင်မရဲနဲ့ဝင်ပြောသည်။ကလေးငယ်ကအသက်ရှူသွင်းရှူထုတ်လုပ်ဖို့ကို အတော်အားယူနေရသည်ပုံ။သူပိန်ချက်ချက်ရင်ဘတ်တစုံကဖားဖို့ကြီးလို့နှိမ့်လိုက်မြင်လိုက်ဖြစ်နေသည်။ လက်မောင်းနဲ့လက်ဖြံကခွဲခြားမရအောင်ပိန်ကပ်နေသည်အယိုးငေါငေါဘော်ကအရေပြားအောက်တွင်အကျောသေးသေးလေးများကအတိုင်းသားမြင်နေရသည်တိတာထင်ရှားတာဆိုလို့မျက်ဝန်းတစ်စုံသာရှိတော်သည်ထို့တော့ထိုမျက်ဝန်းတစ်စုံမှာလည်းမိစာကုံကာနီးသည့်မိခွက်ပမာအားငယ်ခြင်းတွေအလိုမကျမှုတွေလောကကြီးကိုစိတ်ကုံနေသည့်အရေးများကထင်ဟနေသည်ကလေးငယ်အမောတက်တာစီရန် အသက်ကိုဖြည်းဖြည်းမှန်မှန်ရှုခိုင်းရသည် ကလေးဆေးမှတ်တမ်းတွေကကျွန်တော်ကိုအံ့ဩသွားစေသည် ကလေးနာမည်ကအောင်ဆိုးအသက်က10နှစ်မင်းစုတိုက်တဲ့ဆေးရုံမှာနှစ်ခါတက်ပြီးမတက်တာလို့ကြောက်စဲမျိုးနယ်ဆေးရုံမှာနှစ်ခါတက်ထားသည် ကလေးမောနေသည့်အဓိကပြဿနာက အဆုတ်နဲ့အဆုတ်အမေပါကြရေတွေအစမတန်များပြားပြီးအဆုတ်ကိုဖိထား၍ဖြစ်သည် ဖိအားပေးနေသည့်အရေးတွေကို တိုက်နယ်ဆေးရုံမှတစ်ခါမြို့နယ်ဆေးရုံမှနှစ်ခါဖောက်ထုတ်ပြီးပြီသို့တော်ထိုအရေးများကလင်းမြန်စွာပြန်ပြေလာပြီးအဆုတ်ကိုဖိ၍အသက်ရှူကျက်လာစေသည်ရင်ဘတ်တမန်6ကြိမ်လောက်ရိုက်ထားသည်အဆုတ်ကိုရေဖိနေသည့်လက္ခဏာများမှာတိတာလွန်လာသည်အဆုတ်ထဲမှဖောက်ထုတ်ထားသည့်အရေးများ စစ်ဆေးချက်ကတီဗီပိုးမတွေ့ရှိကင်ဆာဆဲများသာတွေ့ရှိရသည် နကြက်နှင့်ရင်ဘတ်ကိုစမ်းတက်ကြည့်တော့အဆုတ်ထဲလေဝင်နှုံးကတိတာစွာယောနေနေသည် ရင်ဘတ်ပေါ်လက်တင်ခောက်သည့်အခါကြောက်တုံးကိုခောက်ရတယ်လို့တဒုတ်တုံးနေလေဘင်းနဲ့ဝမ်းပိုက်တွေအကျိတ်များတွေ့ရသည်ကြောက်ဆယ်မှဆရာဝန်ကြီးကသူ့အကျိတ်ကင်စာမှကင်စာဆဲများက အဆုတ်စီတို့ပြန်လာသည် secondary course ဟုယူဆသည်ယောဂဖြစ်နေရသည့်အကြောင်းရင်းနှင့် ကင်ဆာအဆင့်ခွဲနိုင်ရန်အတွက်ခင်မီယောဂါရှာဖွေရေးဆက်များဖြစ်သော CT ကွန်ပျူတာဓာတ်မှန်နှင့် MRI တန်လိုက်ဓာတ်မှန်ရရန်လိုအပ်သည်မန္တလေးစေယုံကြီးတို့လွှဲထားသည့်လွှဲစာကိုပါတွေ့ရသည် လွှဲထားသည်မှာတလကျော်နေပြီဖြစ်သည်ကလေးကမြို့နယ်စေယုံကနေတိုင်းစေယုံကြီးကိုလွှဲထားတာတလတောင်ကျော်သွားပြီဘာလို့မသွားကြတာလဲကျွန်တော်မကူတာနိုင်သောယောဂါကြောင့်ဒေါသတန်ဆက်သွားသည် ကလေးကဆေးရုံလေးကတက်ပြီးပြီဆရာကျွန်တော်တို့မိသားစုပိုင်နဲ့လေယာတွေနဲ့နွားအများစုလည်းဆေးကုသဆေးကြောင့်ကုန်တလောက်ရှိပါပြီသူ့အောင်မှာလည်းចောင်းသားနှစ်ယောက်ရှိသေးတယ်ဆရာကျွန်တော်ကခေါင်းတစ်ချက်ခေါင်းငိမ်ပြတော့ကလေးအဖေကစကားဆက်ပြောသည်ဆေးရုံတင်ဖို့ပတ်စံမတက်နိုင်လို့ပါဆရာအခုလဲကောင်းတယ်ဆိုတော့ဆေးကန်အားလုံးကိုပတ်စံစုပြီးလိုက်ပြပေးနေတာပါဆေးရဆေးကန်ကကောင်းတယ်ဆိုလို့ကျွန်တော်တို့ကြောက်စောက်ကြီးရွာကနေလာခဲ့ရတာပါဆရာ ကျောက်ဆောက်ကြီးရွာနဲ့ကျွန်တော်တို့ရွာနွားလဲနဲ့ဆိုနှစ်နာရီခန့်မောင်းရသည်ကျွန်တော်စေကန်းစီတို့မျောလင်းချက်ကြီးစွာနဲ့လာတော့ကလေးကိုယောဂါပျောက်ကင်းအောင်ကုသဖို့အသာထားခံစားနေရသည့်ဝေဒနာတွေတတ်တာစီဖို့အဆုတ်ကိုဖိနေသည့်အရေများဖောက်ထုတ်ပေးဖို့လိုသည်သို့တော့ကျွန်တော်လိုဆရာဝန်ပေါ့ဆာအဖို့ပစ္စည်းအစုံအလင်မရှိသည့်စေကန်းလေးမှာဖောက်ထုတ်ဖို့တိတတ်တည်မရှိဘူး စေးုံလွှဲပြန်တော့ပတ်စံမတက်နိုင်၍မတော်နိုင်ဟုတွင်တွင်ညင်းနေကြသည်ကလေးငယ်ကတော့မျက်လုံးအဝိုင်းသားနဲ့ကျွန်တော်ကိုကြည့်နေပြီကျွန်တော်ဘာလို့ပေးနိုင်မလဲခေါင်းချောက်မတက်စဉ်းစားနေမိသည်အားငယ်နေသောကလေးကိုစိတ်သက်ခွန်အားအရင်ဆုံးပေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်သည်အသက်ကိုခဲရဲစွာရှူနေသောကလေး၏လက်ကိုဖော့ဖွာကန်ဆုပ်လိုက်သည်ကလေးကလေးမောနေတာတွေပျောက်သွားမှာတိလား ကလေးယောဂကလည်းကုလိုပြောက်တယ်စိတ်အားမငယ်နဲ့ကိုကိုကြီးတောက်တာတာတာယောဂကတကယ်ပြောက်မှလာရင်တိကြတာဗောကွာကိုကြီးတောက်တာကငငယ်ကကလေးလိုယောဂဖြစ်တာကလေးထက်တောင်ပိန်သွားသေးတယ်စေထိုးစေးတောက်တော့ပျောက်သွားတယ်လေကလေးလဲကိုကြီးစေထိုးပေးပြီးရင်တတ်တာလာမှာထမင်းတွေအများကြီးစားရင်မြန်မြန်ပျောက်တယ်ကွာဟုမူသားအဖြူတုံးပြီးထက်ခါထက်ခါလိန်ရသည်ကလေးမျက်ဝန်းအစုံတွင် တောက်ပါသောအလင်းနှံလေးတစ်ခုဖြတ်ပြေးသွားသည်ကလေးအားအာစီတလုံးထိုးပေပြီးအာစီများတောက်ရန်ပေးလိုက်သည်ကလေးမိဘတွေကိုတော့ကလေးယောဂါမှာကင်ဆာဖြစ်ပြီးယောဂါအတိအကျကုသလိုလင်တိုင်းစေုံကြီးတို့တွားရမည်ဖြစ်ကြောင်းအသက်အန္တရာယ်စိုးရိမ်ရာကြောင်းစေုံတက်ဖို့ကိုသာအားပေးကြောင်းကလေးကွယ်ရာတွင်ခေါ်၍နားလဲအောင်ရှင်းပြရသည်စေကမ်းမှကလေးတို့မိသားစုပြန်သွားသည်မှာတပတ်ပြည့်ရောမည် ကျွန်တော်အတွေးတွေရဲတင် ကလေးလေးမန္တလေးစေယုံကြီးတို့ရောက်သွားပြီလားအသက်ဆုံးပါသွားပြီလားမဖြစ်နိုင်မှန်းတိလျက်နဲ့တက်တာသွားပြီလားလာပေါင်းများစွာကြီးဆိုးလျက်ရှိသည်ရှေ့ရမြောင်းနေတွင်မမျော်လင့်မဲကလေးတို့မိသားစုကျွန်တော်စေကန်းတို့ပြန်ရောက်လာကြသည်တလေးကမမောတော့ဘူးဆရာသမီးတို့လည်းစားနိုင်လာတယ်လဲပြီးလဲအိတ်နိုင်လာတယ်ဆရာစီတွေကအရန်ကောင်းတယ် ကလေးအဖေကဝမ်းကောင်းတန်နဲ့အဆက်မပြတ်ပြောလာသောစကားများကြောင့်ကျွန်တော်ဝမ်းသာရသည်။ကလေးရင်ဘတ်ပေါ်နှချက်တင်ပြီးအမြန်နားထောင်ကြည့်ရသည်။ကျွန်တော်အတွေ့ထဲမှာတော့အဆုပ်ကိုဖိနေသည့်အယူတွေဘယ်ရောက်သွားသလဲ။ကန်တိုက်ဆိုင်လိုလားကလေးတည်နေမရှိလိုလားဝေခွဲရခံနေသည်။ထိုအချိန်မှစ၍ကလေးသည်ကျွန်တော်စေကန်းသို့တပတ်တခါလာပြသည်။အတန်တန်တားနေသည့်ကြားထဲမှစေကန်းလာတိုင်းနွားနို့တွေ ဟင်းဒီဟင်းရက်တွေလက်ဆောင်ယူလာကြသည် ကလေးငယ်ကတခါတလေအနှဲငယ်မောတော်လဲပထမဆုံးလာသည့်အချိန်လောက်မမောတော့ပေကလေး၏မိဘများကိုမန္တလေးဆေးရုံကြီးသို့သွားပြီးကလေးအားကင်ဆာဆေးများသွင်းရန်အချိန်ချင်းနားချတော်လဲစီးပွားရေးအဆင်မပြေမှုကြောင့်မသွားနိုင်ကြကြောင်းမျက်စံကြသည် ကလေးရောကတတ်တာမြင့်နီလာများကိုကျွန်တော်တတ်နိုင်သမျှရှာကြံမိသည်ကလေးရောကတတ်တာလိုတတ်တာညား ျွန်တော်လည်းဘိန်းတော်ဆရာဖြစ်ခဲ့ရ၏။စေပညာဂျာနယ်တွေအင်တာနက်စာမျက်နှာတွေမှာရေကညွတ်ကကင်ဆာပျောက်တည်ဟူသည်ကတဖုံအာလူးကကင်ဆာပျောက်တည်ကိုဂျပန်ဖုံးကြီးတွေက တက်တည်ပြကြသည်ဟူသည်ကတမျိုးတင်မိုးရပြုတ်ရီကကင်ဆာပျောက်တည်ဟူကတလူအမျိုးမျိုးအဖုံဖုံတွေ့တိုင်းကလေးအတွက်ဆိုပြီးတည်တည်ချာချာလေ့လာပြီးဖတ်ရသည်ဆရာဝန်ကြည့်ဝင်နဲ့မကိုက်ညီတာတည်တော်လဲ ကလေးတက်တာလိုတက်တာညာဟူသောမျောလင်းချက်ဖြင့်အန်နေဟမရှိဟုယူဆရသောအာလူဖြော်ရည်နှင့်တင်မောရွက်ပြုတ်ရည်တို့ကိုကိုယ်တိုင်လှုပ်ကြည့်မိသည်ကျွန်တော်စည်းကမ်းကိုကလေးလာသည့်အခါတင်မောရွက်ပြုတ်ရည်ခါခါတွေကိုမျိုးချပြကာကလေးယောဂတက်တာဖို့ခါလဲတောက်ရမယ်နော်လို့အပြုံးမပြတ်အားပေးစကားပြောခဲ့ရသည် နောက်ဆုံးအားထားရာဖြစ်သောဗုဒ္ဓဖျားရှင်ဘုဇင်ကတုတ်ကိုကလေးဖတ်တတ်စေဖို့ ပါဠိကိုမြန်မာအတန်အတွက်ရေးပေးပြီးရွတ်ဆိုခိုင်းတယ်လို့ကျွန်တော်ကိုယ်တိုင်လည်းနေစဉ်နေတိုင်းကလေးတက်စစ်ရွတ်ဆိုပေးခဲ့သည်ကလေးကျွန်တော်စေခိုင်းလာတိုင်းပြောနေကြစကားရှိသည်ကိုကြီးဒေါက်တာတာဘယ်တော့ចောင်းပြန်တက်ရမှာလဲတာကြည့်လိုက်ရင်ကိုကြီးဒေါက်တာလို့ဆရာဝန်လုံးမှာဗျကိုကြီးလို့ဆရာဝန်ဖြစ်ချင်ရင်စေးတွေမှန်မှန်တောက်ဖះစာမှန်မှန်ဆိုအစားအသောက်များများစားနော်ကလေးចောင်းပြန်တက်ချင်တယ်ဆိုတာကလည်း သူ့ယောဂါကလေးလအတွင်းကိုတိတိတတတတလာသည်အနှဲငယ်ဝါဖြိုးလာသည်စပိန်စီးနိုင်ပြေးလွှားလာနိုင်သည်ကျွန်တော်နှင့်ကလေးချားကတန်ရောစဉ်ကျိုးကတစတစပူပူပြီးရစ်ပတ်လာကြသည်ကလေးယောဂါတတလာသည်မှာဖယားတကူလာကျွန်တော်တို့စိတ်ဆွမ်းအင်တွေကြောင့်လားတင်မောရွက်အဆွမ်းကြောင့်လားကျွန်တော်မစင်စားခြင်းတော့ကလေးယောဂါတတဖို့အဓိကဟုကျွန်တော်ခံယူထားသည် ကလေးသည်တပတ်တစ်ခါမှရက်20တစ်ခါသာ စေကန်းကိုလာပြကြရသည်ရက်20စာ အားစေးတွေပေးရသည်အစိုးရအလုပ်တာဝန်ကျနေရာပိုစတင်အတွက်ရာထူးဝင်ခွင့်စာမိုးပဲမဖြစ်မီနေပြည်တော်ပြင်မနာမြို့သို့အနီးကပ်ကျူရှင်တက်ရန်တလားသွားရမည်ဖြစ်သည်စေကန်းတလားခန့်ပိတ်ထားကြရမည်အကြောင်းကလေးနှင့်သူ့မိဘတွေကိုပြောတော့မျက်နှာတွေသိပ်မကောင်းလားကလေးကကျွန်တော်လက်ကိုစုပ်ကန်ပြီး စကားတခွန်းပြောလာသည်ကိုကြီးထောက်တာငမ်းများပြန်လာနော်အေးပါကွပြန်လာရင်မုံနေဝယ်ခဲ့မယ်ဖះစာမှန်မှန်ဆိုစင်းမှန်မှန်တောက်နော်နေပြည်တော်မှာကျူရှင်တက်လိုက်စာကျက်လိုက်လေပတ်လိုက်နဲ့တလဆိုသောအချိန်ကကုန်မမသိကုန်လွန်သွားသည်နေပြည်တော်ပြည်တော်စုယာရွေးဝင်ရုံးတွင်စာမွေးပွဲဖြေပြီးတငယ်ချင်းတွေနဲ့ချောင်းသာတို့အပန်းဖြေခရီးငားရက်ထွက်ဖြစ်သည်ချောင်းသာမအိမ်အပြန် ကားပေါ်တွင်ကလေးအရွယ်ကောင်လေးတစ်ယောက်တွေ့တော့ကလေးအတွက်ဝယ်လာသည့်ခရုဆွဲကြိုးနှင့်မုံများကိုထုတ်ချီမိသည်ကလေးလည်းကျွန်တော်ကိုမျှော်ရှာနေတော့မည်ရွာအဝင်လမ်းတွင်လေညင်းများကတသိမ့်သိမ့်တိုက်ခတ်လာသည်ရွာထိပ်ကချောင်းရည်တရှက်ရှက်အောက်မှနေလုံးကြီးကမှိမ့်မိန်နေပြီအိမ်ကိုပြန်ရောက်ပြီဟူသောအသည့်ကရင်ကိုအေးမြသွားစေသည်အလင်းရောင်မှိန်ဖြောဖြောအောက်တွင်ပိုင်ရှင်မိန်နေသောကျွန်တော်စေကန်းလေးက ကျွန်တော်ကိုလက်ရက်ခေါ်ပြီးကြိုဆိုနေတယ်လို့အိမ်ထဲကိုကျွန်တော်ဝင်ဝင်ချင်း အမောပြေမယ်မှမကြံသေးအမကြီးပြောတော်တဲ့ရင်ကကျွန်တော်အရှင်ကိုမွတ်ချက်သွားစေသည်မောင်လေးအောင်ဆိုးလေးဆုံးရှာပြီဟဲ့ဗျာကျွန်တော်လက်ကဂျီရိုနဲ့မုံတွေထဲထားသောကျွတ်ကျွတ်အိတ်ကလေးကိုစုပ်ကင်ဖို့ရမစွမ်းတာတော့ဘလို့ဖြစ်ရတာလဲဗျာကျွန်တော်တော့အကောင်းကြီးပါဗျာ ောင်ဆုံးဆုံးတဲ့နေ့ကနေဆောင်မွဲပြီးလို့ချောင်းတာကိုတွားတဲ့နေ့ပဲနေစိတ်မကောင်းဖြစ်မှဆိုလို့ဖုံးမဆက်ဖြစ်တာအဲ့ဒီမနက်ကနေတွားတာတလားပြည့်ပြီဆိုတော့အောင်ဆုံးနဲ့တုံးမိပါတွေလာကြတယ်အောင်ဆုံးကအမောဖောက်နေတာတနာစရာဟဲကိုကြီးထောက်တာပြန်မလာသေးဘူးလားလို့မောနေတဲ့ကြားကအာယူပြီးမေးနေတာငါပြည့်မျက်လုံးထဲကမထွက်ဘူးအောင်ဆုံးကဘယ်စိကကိုမှအပြမခံပဲမနက်ပြန်ပြန်လာမယ်ဆိုပြီးပြန်သွားတာသူ့ရွာအပြန်နွားလဲပေါ်မှာပဲအတွက်ထက်သွားတယ်တဲ့ သူ့မိဘတွေကရက်လက်စွန့်ကပ်လာဖေးရင်ပြောတယ်ပြောရင်နဲ့ဆရာသာရှိရင်ဆိုပြီးငိုနေကြတယ်ကျွန်တော်အမရဲ့ပြောစကားအောက်မှာကျွန်တော်ပါဇက်ကစွန့်အားသွားခဲ့သည်တစုံတစ်ယောက်ကကျွန်တော်အတဲနှလုံးကိုစွတ်ထုတ်သွားတယ်လို့ခံစားရသည်အမောဖောက်နေတဲ့ကြားကကျွန်တော်ပြန်အလာကိုတောင်းတနေတဲ့ကလေးဘလောက်တောင်ပင်ပန်းခဲ့ရပါလဲကလေးရဲ့ကလေးလက်ကိုကင်ပြီးဆရာဝန်ဖြစ်ဖို့စာကြိုးစားရမယ် ယောဂါတက်တာဖို့ဆေးတွေတောက်ရမယ်လို့အားပေးစကားတွေပြောခြင်းပေမဲ့ကိုကြီးဒေါက်တာအတွက်အခွင့်အရေးမရှိတော့ဘူးပေါ့ကျွန်တော်အိမ်ပြန်ရက်ကိုမပြန်မီပဲချောင်းတာကိုသွားခဲ့လို့လားကလေးတင်နေစေတာလားကင်ဆာဆေးတွေပြန်သွားလို့လားကျွန်တော်သာရှိနေခဲ့ရင်ကလေးလေးအသက်ရှင်ပါလားအိုးစဉ်းစားရင်းနဲ့ကျွန်တော်ရှင်နေတစ်ဆူဆူဖြစ်ပြီးမွန်ကျက်လာတယ်နောက်ဘဝမှာကလေးလေးကြမ်းကြမ်းမာမာနဲ့ ဘဝကိုဖြတ်တန်းပြီးကင်ဆာရောဂါအထူးကူကြီးဖြစ်ပါစေလို့ဆုတောင်းပြီးအမျှဝေမိတယ်လူရေကျော်ဖြစ်ဖို့ကျွန်တော်ကြိုးစားမိဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမိရွာတောင်ပိုင်းအတန်ချဲ့ဆက်စီမှတချင်းတန်ကလေထုမှတဆင့်ပြန့်လွင်လာသည်တချင်းတန်နဲ့အတူကလေးအောင်စိုး၏အတန်လေးကိုအဖန်ဖန်ကြားယောင်ပြီးကျွန်တော်ပါပြန်မှာ မျက်ရည်တွေစီးကြလာတော့သည်တားကြည့်လိုက်ရင်ကိုကြီးတောက်တာလို့ဆရာဝန်လောက်ပါဗျကလေးအောင်စိုးတို့အမတ်တရားဟန်ဆိုင်စီမံဇူလိုင်2014ဇီဝကမဂ္ဂဇင်းဝတ္ထုတို့လေးကတော့ဒီမှာတင်ပြဆုံးသွားပါပြီခင်ဗျာလိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။